letter c ကိုမြင်ရင် k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  ဆိုပြီးကျွန်တော်တို့က phonics ရဲ့ပြည့်ပြည့်ပုဂ္ဂိုလ်ကနေရဲ့ letter တစ်ခုချင်းတင်ပုံတင်နည်းလေးကိုလေ့လာရင်းနဲ့ကျွန်တော်တို့ letter c နဲ့ letter k ရောက်သွားကြပါတယ်ဒီ letter k အကြောင်းကိုသင်မယ်ဆိုလို့ရှိရင် action လေးကနေအရင်ဆုံးစတင်ရပါမယ် letter c letter k action လေးကကျွန်တော်တို့ဒီ caster neck လေးကို c နဲ့ဝါတီးနေတဲ့အခါမှာမြည်တဲ့အတန် click click ဆိုတဲ့အတန်လေးမျိုးနဲ့ဆင်တူတယ်လို့သူတို့ပြောလက်ဖြောက်တီးတဲ့ပုံစံပေါ့နော် အဲ့လိုမျိုးတန်လေးပေါ့နော်အဲ့အားနဲ့ဆင်တူတယ်အဲကြောင့် letter c ကိုရဲ့အတန်က letter အဲ့ cluster နဲ့တီးတဲ့အခါမှာထွက်ပေါ်လာတဲ့အတန်အတိုင်းပဲ action လုပ်ပြီးတီးမယ်အဲကြောင့် letter k ကကျတော့ guys are flying in the sky ဆိုတဲ့ပုံစံနဲ့ဆွန်ထုတ်တဲ့အခါမှာလက်ကလေးနဲ့ရစ်လုံးလေးနဲ့လက်ထီးတဲ့အတန်ပုံစံမျိုးတိုင်းဆင်တူတဲ့ action လုပ်မှဖြစ်ပါတယ်အဲ့ဒါကိုလည်းနော်နှစ်ချက်တီး ဆိုပြီးကျမတို့ကအရေးတင်မှာဖြစ်ပါတယ်အဲဒီတော့ C နဲ့ K နဲ့ကိုကျမတို့ရသွားပြီဒါဆိုရင်အခုနပုံစံတိုင်းပဲ not three of this picture have a curse sound in them cross out လို့ရမယ်တခုကိုမပါတဲ့ဟာကို cross out လို့ရမယ်အဲ့တော့ letter C နဲ့ letter K ရဲ့ old version နဲ့ new version ဒီမှာရှိတယ်ဒီမှာလဲနော်အဲ့တော့ဒါလေးကဗာလေးလေ what is this is a cat cat လို့ပြောရင် beginning ခခခအတန်ကြားလာကြားတယ်ကြားတယ်ဆိုရင်ပါတယ်ခခခအတန်ပါတာမို့လို့အစမရဲ့ပါပါဆုံးမရဲ့ပါမှာ take လုပ်မယ်ဟုတ်ပြီနာမည်ဒါလီယာကောဒါလီယာ kite kite လို့ပြောရင် ခခခအတန်ကြားလာကြားတယ်ကြားရင်မှန်ချင်မယ် okay ဒါလီယာရော parrot parrot တက်သူကြီးဆိုရင် ခခခအတန်ကြားလာမကြားဘူးမကြားရင်ကျမတို့ကအမေမီတို့ကဒါလေးကို cross out လုပ်မယ်ဟုတ်ပြီနောက်ဆုံးတစ်ခုကဗာလေးရတာဆိုတော့ camel camel ဆိုတော့ကျမတို့အဲ တကလအုပ်ကိုပြောတာဖြစ်တယ်အဲ့တော့တကလအုပ်မှာခောက်မယ်လို့ပြောရင်ခခခတန်ကြားလာကြားတယ်ကြားတယ်ဆိုရင် အမှန်ချစ်လို့မယ်ဒါက new old version new version မှာဒါလေးက cat new version မှာ cat ဒါလေးကကနန်းပုံလေးအဲ့တော့ကနန်းကို c r a b crab ပေါ့ပြီးရင်ဒါလေးက kangaroo ဒါတပိုက်က k a n g r o o kangaroo ဲ့တော့ဒါလေးက parrot parrot ဆိုတော့ကျမတို့ new version မှာဒါလေးက crab c r a b crab new version မှာစာအုပ်အစ်စ်မှာဒါလေးက kangaroo k a n g a r o o kangaroo new version မှာဒါလေးက penguin p e n p e n g u i n penguin เนาะဒါ new version မှာဟုတ်ပြီလားဆိုတော့ရှင် cat beginning sound crab beginning sound ပါတယ်အဲကြောင့်ဒါလေးတွေအမှန်ချစ်မယ်ခအတန်ကြာရင်အမှန်ချစ်ရမယ် kangaroo beginning ဆိုခ so we need to take okay number now so the last one this is a penguin penguin beginning ဆိုဒါဆိုရင်ဒါလေးကို cross out လုပ်မယ် ဒါ new version တက်ပြပြသွားတော့ကျွန်မက PDF file new version ကဝယ်လို့ပဲရတာဖြစ်တဲ့အတွက်အဲ old version လေးနဲ့လုတ်ပြလုတ်ပြတာဖြစ်ပါတယ်ရှင်ဒါဆိုရင်ကျွန်မတို့က C နဲ့ K နဲ့အတန်ပါတယ်မပါတယ် beginning ဆို ending sound ကိုဒီလိုတင်လို့ဒီ sound phonics sound ထဲအတိုင်းဒီလိုတင်လို့ရတယ် extra class နေနဲ့လည်းနောက်ထပ်တင်လို့ရတယ် extra နဲ့တင်ပုံတင်နေရကျွန်မအများတမ်းမြှောက်ထားလေးရှိရပေါ့နော်တင်ထပ်ကိုလုတ်ပြထားလေးရှိအဲ့လိုလေးမြှောက်ရမယ်ဒါက phonics sound ထဲအတိုင်းတင်တာဖြစ်ပါတယ်ဒီလိုတင်လဲကလေးကတကယ် break ဖြစ်တဲ့ကလေးကိုယ့်အကိုတည်တဲ့ by one တင်တဲ့ကလေးစလုံလောက်ပါတယ်နော် okay ဒါဆိုရင်အဲနောက်ထပ် phonics ရဲ့ my paper book 1ရဲ့ letter ဆောင်လေးတင်တာခရီးရှင်လေးကိုဆက်လက်လိုက်ပါကြည့်ရှုပေးပါရှင်ကျေးဇူးများကြီးတင်ပါတယ်